ခွဲကျွန်တော်မဲဆိုရင်ခလုံးမယ်နော်ကျွန်တော်တို့အချိုးကနေထပ်ပြီးဆိုတော့ကျွန်တော်မနေ့တော့ကကျွန်တော်ကတော့အဲ break ကိုကျွန်တော်ကဒါ break တရီကန် break တရီကန်ကျွန်တော်ကဖမ်းလိုက်တာပေါ့နော်ဒီက6 3 break ဒီက10 6 break ဆိုရင်အဲဒါဒီလိုလဲတော့6 break လို့ကျွန်တော်ကဖမ်းလိုက်တဲ့အချိန်မှာသူက6 break မလာတော့ဘဲနဲ့အပူဒီလိုပေါ့နော်အပူဝဲလည်းမင်းတို့ရိုက်သွားတယ်အဲ့တော့ကျွန်တော်က ဒီဗီဒီယိုမှာစာဆုံးကြည့်ပြီးတော့ဗောနော်မနေ့တုန်းကကျွန်တော်တို့မနေ့ကတော့ဒါနက်ခတ်တရှင်းနဲ့ကျွန်တော်တို့ဒါရခဲ့မယ်ထင်တယ်ညနေကတော့တစ်တစ်ဖြစ်တော့တာဖြစ်တယ်ကျွန်တော်လွှဲတော့တယ်ဗောနော်ကျွန်တော်က3 break 3 break 4 break ကျွန်တော်ကပြန်ဖမ်းတော့အဲ့တော့အပူတွေကတော့တော်တော်များများရိုက်နေခဲ့ပြီအပူတွေတော်တော်များများရိုက်ပြီဆိုရင်ကျွန်တော်တို့ဒီဒါ6 break ကဒါလာတော့မယ်လို့ကျွန်တော်ကတော့ယူဆတယ်ဗောနော်6 break ကလာတော့မယ်လို့ယူဆတယ်အပူကြောင်းလို့ကျွန်တော်တို့ဒီမှာဒီရက်နှစ်လေအပူကြောင်းလို့ကျွန်တော်တို့ဒီကို ဒီမှာကျွန်တော်တို့ဒါအပူရိုက်ခဲ့တယ်ဗောနော်အပူရိုက်ခဲ့တယ်ဆိုရင်ကျွန်တော်တို့ဒီအပူတွေကြောင်းမလို့ကျွန်တော်တို့ဒီ6ပြိတ္တာပြန်လဲပြီးတော့ရိုက်မယ်လို့ကျွန်တော်ကတော့ယူဆတယ်ဗောနော်အဲ့တော့ဒီနေ့အတွက်ကတော့အဲ6ပြိတ္တာကိုကစားပြီးတော့ကျွန်တော်ကမနက်ခင်းကို6ပြိတ္တာကစားစီခြင်းနေတယ်ခင်ဗျာဘာကြောင့်လဲဆိုတော့မနက်ခင်းနေကိုသူက trigger မမသွားရဘူးဆိုရင် trigger မမသွားရဘူးဆိုရင်ဒီရ63ဒီရ18ကိုဒီကိုသူက6ပြိတ္တာဆိုပြီးတော့သူရိုက်လာပါလိမ့်မယ်နော်မနက်ခင်းပွဲကိုသူ6ပြိတ္တာဆိုပြီးတော့ကျွန်တော်ရိုက်လာပါလိမ့်မယ် ဒီက998ဆိုတာကတော့998တော့ဆိုတာကတော့3689ခွေဘူးယူတာပေါ့နော်အပူပူရင်ဒါ3689ခွေဘူးကဒါလာနေကြပဲအဲ့တော့ဒီမှာ3689ခွေဘူးဒီမှာကြာတာဖြစ်တဲ့အတွက်ဒီကိုလေ3689ခွေဘူးကနေပြီးတော့ကျွန်တော်တို့ကြာလာနိုင်ပါတယ်အဲ့တော့ကျွန်တော်ကတော့အကောင်းဆုံးဖမ်းတာကတော့ဒီမနေ့ကို96 break ကျွန်တော်ဖမ်းနေ96 break ကျွန်တော်ဖမ်းပါတယ်နော်ဒီမနေ့အတွက်မိတ်ဆွေတွေကစားမယ်ဆိုတော့မိတ်ဆွေတွေက9 break 6 break ကိုပဲချုပ်ပြီးတော့ကစားပါ9 break 6 break ထိတဲ့ခဏနေပဲကျွန်တော်တို့ဒါခဏက ပေါက်ွက်ဖြစ်ပါလိမ့်မယ်เนาะညနေပိုင်းကိုကြတော့ညနေပိုင်းကိုကြတော့ကျွန်တော်အပူပြန်ဖမ်းပါတယ်ဒီမှာအပူဒီမှာအပူဆိုရင်အဲဒီကျွန်တော်တို့ဒီညနေကိုလည်းသူကဒါအပူတစ်ခွက်ဖြစ်ကျွန်တော်ဆင်းမယ်ပေါ့နော်အဲဒီမျိုးဖမ်းတယ်ကိုဘရိတ်အထောင်ဖြစ်ပြင်မဖြစ်လို့ရှိရင်အပူထောင်သွားပါလိမ့်မယ်เนาะအပူထောင်နေပြီကျွန်တော်တို့ကစားမယ်အဲပြီးတော့အထက်အောက်ကတော့ကျွန်တော်တို့ဒါထောင်းနှစ်ရက်တွင်အဲဟိုပါပါဖြစ်ရင်နှစ်ရက်တွင်ဒါဆင်းနေဆိုတော့ပတ်တီးကတော့ဒီမှကြည်ပါเนาะ၃ရက်ကျွန်တော်တို့ဒါ သုံးရှိကြည့်ပါနော်သုံးရှိဆိုတော့အထက်အောက်ပါဝါဖြစ်တာဖြစ်တဲ့လုံးနှစ်ရက်တွေဆင်းပါတယ်ကျွန်တော်တို့ဒီမှာကြည့်ပါနော်ဒီမှာ၄၉ကဒါပါဝါတစ်ခုဖြစ်ထားပါပြီနော်ဒီက၄နဲ့ဒီက၉နဲ့နော်ဒါ၄၉ဆိုတဲ့ဟာကဒီမှာတစ်လုံးမှမနည်းကထိမတော်တာဖြစ်တဲ့အတွက်သူဒီအူဖြပြဆင်းမယ်ဆိုရင်၄၉ကတော့ဒါပါဝါအနေနဲ့ကျွန်တော်တို့ဒါဆင်းမယ်ဆိုရင်၄၉ဒီ1ချိန်ပတ်တိဖြစ်ကျွန်တော်ယူစားပါတယ်အဲ့တော့ဒီနေ့အတွက် ဒီနေ့တော့ပတိက၄၉ပါဒီနေ့တော့ပတိပြပနိုင်မယ်ဆိုတော့မိတ်ဆွေတွေက၄၉ပါပါ၄ ठी ၉ ठी တဲ့ကနန်းလေးတွေတင်ကစားပေးပါ၃၄၈၉ခွေဘူးကိုတော့ထီထီမိမိလေးနဲ့ကျွန်တော်ကိုထိုးသိချင်ပါတယ်နော်အဲ့တော့၃၄၈၉ခွေဘူးထီထီမိမိလေးထိုးပြီးတဲ့ချိန်မှာမှအဲကျွန်တော်တို့ဒီအဲ၆ break ၉ break ဖြစ်တာလေးကိုပဲကျွန်တော်တို့တင်ပြီးတော့အဲကနန်းလေးတွေရပဲကျွန်တော်တို့တင်ပြီးတော့ကစားသွားမယ်ပေါ့နော်ကျွန်တော်ကနန်းလေးကိုအော်ကော့လေးကိုကျွန်တော်စီရေးပေးပါမယ်ကြံခဲ့တယ်ဆိုရင်တော့လေဒါက ကောင်းဆုံးရွေးကွက်တွေကိုပဲကျွန်တော်ထုတ်ပေးမှဖြစ်တဲ့အတွက်ချမ်းမေဆိုလို့ရင်တော့လေဒါမိတ်ဆွေတို့ရဲ့ကံပေါ်တော့ကဲအားလုံးမထိမိထပ်ပြီးတော့ပေါက်ကြပါစေရကြပါစေနော်